်မင်္ဂလာပါရှင်ကျွန်မကတော့ချေချိုဆက်မှာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်အမှတ်22ရပ်ကွက်အုပ်ချုပ်ရေးမှုယုံကိုစက်တင်ဘာလ30ရက်ည7:00နာရီချိန်မှာလက်ပစ်ပုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရလို့ရန်ကုန်အာမင်မြို့ပြပျောက်ကြားတပ်ဖွဲ့စီကသိရပါတယ်။စစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲအတွက်လိုက်ပါလှုပ်ဆောင်ပေးနေပြီးလူငယ်တွေကိုပေါ်တာဆွဲကစစ်မှုထမ်းဖို့ရောင်းစားနေတဲ့အတွက်လက်ပစ်ပုံနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးအုပ်ချုပ်ရေးမှုအပါအဝင်အဖွဲ့ဝင်3ယောက်လက်ပစ်ပုံစားထိမှန်ခဲ့တယ်လို့ဆိုပါတယ်။လက်ပစ်ပုံနဲ့ပြစ်ခတ်တဲ့အချိန်မှာအုပ်ချုပ်ရေးမှုအဖွဲ့တွေရုံးခ က်ထဲမှာရှိနေတဲ့အတွက်ရက်ွက်အုပ်ချုပ်ရေးမှုနဲ့သူ့လူနှစ်ယောက်ကိုထိသွားတာလို့ရန်ကုန်အာမင်မျိုးပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်လက်ပစ်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်မှုကိုရန်ကုန်အာမင်မျိုးပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့နဲ့အနောက်ပိုင်း KI ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစက်တင်ဘာလ25ရက်ကလည်းလက်ကူးမြို့နယ်မှာရှိတဲ့အုံနေကုန်းရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့မျိုးပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်ရှင် ဆယ်စုကလုံမဲ့ရွေးကောက်ပွဲမှာမဲပေးခွင့်ရှိသူတွေရဲ့စည်ရင်းကိုစက်တင်ဘာလ30မှာစပြီးထုတ်ပြန်ပေးထားပေမဲ့ပြည်သူအများစုကစိတ်ဝင်စားတာကြောင့်တွားကြည့်သူမရှိသလောက်ဖြစ်နေတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတွေကပြောပါတယ်ရွေးကောက်ပွဲအတွက်မဲစီရင်ရက်ွက်ရုံတွေမှာကတ်ထားတာဖြစ်ပြီးမဲစီရင်လာကြည့်ကြဖို့ကိုလည်းတလန်းဝင် တလန်းထွက်အသံချက်ဆက်နဲ့လိုက်အော်အတိပေးတာတွေရှိတယ်လို့သင်္ကန်းကျိုးမြို့နယ်နေပြည်သူတယောက်ကပြောပါတယ် မင်္ဂလာတော်မြို့နယ်နေပြည်သူတယောက်ကလည်းမဲစင်းသွားကြည့်သူမရှိတဲ့အတွက်အပိုင်ဆက်အိမ်မှုရအိမ်မှုတွေကမဲစင်းကြည့်ဖို့တိုင်တက်စင်လိုက်ခေါ်နေတာရှိတယ်လို့ပြောပါတယ်။အဲ့ဒီမဲစင်းကိုစက်တင်ဘာ30ကနေအောက်တိုဘာ17ရက်အထိသက်ဆိုင်ရာရက်ွက်ရုံတွေမှာကတ်ထားကြညာပေးထားမှဖြစ်ပြီးစီးရင်ထဲမှာမပါရင်ပုံစံ၃နဲ့ထည့်သွင်းပေးဖို့တောင်းဆိုတာမပါသင့်တဲ့သူရှိရင်ပုံစံလေးနဲ့ကန့်ကွက်တာမဲစင်းထဲမှာပါတဲ့အချက်လက်လွှဲမှားနေရင်ပုံစံလေးကားငယ်နဲ့ပြင်ဆင်လွှာတင်သွင်းစေ ေလိုတဲ့ဆိုပြီးစစ်ကောက်စီဩဇာခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ပြစ်စေဖြစ်ဆက်တာတွေလုပ်ပြီးရနောက်ဆုံးအချိန်နေနဲ့နိုဝင်ဘာလအထက်မှာထပ်ပြီးကြေညာပေးသွားမှာဖြစ်သလိုအိမ်နောက်စုတစုကိုအနည်းဆုံးတယောက်မပြတ်မကွက်လာကြည့်ဖို့ကိုလည်းဆိုထားပါရဲ့ရှင် VOA ဝန်ထမ်း900ကျော်ကိုအစုလိုက်ပြုံလိုက်လှုပ်ဖြုတ်ခဲ့တဲ့အစိုးရရဲ့လှုပ်ရက်ကိုယာယီရက်ဆိုင်ပြီးနောက်ထပ်မဆောင်ရွက်ဖို့ကိစ္စအပါအဝင်အချက်၅ချက်ပါတဲ့အမိန့်စာကိုဒေသစံတော်စက်တင်ဘာ29ရက်နေ့ကြားနာမှုပြီးမှအမေရိကန်ပြည်ထောင်စု Washington DC ခရိုင်တရားသူကြီးလမ်ဘတ်ကချမှတ်ထုတ်ပြန်လိုက်တာပါမနက်ပိုင်းရုံချင်းနှစ်ဖက်ကြားနာမှုပြီးတဲ့နောက်ညနေပိုင်းမှာအမိန့်ဆုံးဖြတ်ချက်ကိုတရားရုံးကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မနက်ပိုင်းယုံကြီးနှစ်ဖက်လျှောက်လေကြားနာတဲ့အခြေအနေနဲ့ပတ်သက်ပြီးတရားရုံးကိုလာရောက်ခဲ့တဲ့ FUA ဝန်ထမ်းတယောက်ကအခုလိုမှတ်ချက်ပေးပါတယ်။ We presented strong arguments that the rift should be paused. ဝန်ထမ်းကြီးကလှုပ်ဖြုတ်တဲ့လှုပ်ရက်ကိုရပ်ဆိုင်းထားတဲ့နယ်ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာလျှောက်လဲနိုင်ခဲ့ပါတယ်။တရားပြိုင်နေဘက်ကတော့အမှုနဲ့ပတ်သက်ပြီးတာဝန်ယူဖြေရှင်းပေးကြောင်းကောင်းမွန်တဲ့လျှောက်လဲချက်နဲ့ခိုင်မာတဲ့အချက်လက်တွေမပေးနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ဘက်ကခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပေမဲ့သူတို့ဘက်ကတော့တရားရုံးညွှန်ကြားချက်တွေနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေတယ်ဆိုတာမရှင်းပြနိုင်ခဲ့ပါဘူးအဲ့ဒီအတွက်တရားသူကြီးအနေနဲ့ကျွန်တော်တို့လိုအပ်တဲ့အဆုံးဖြတ်ချက်ကိုချနိုင်မယ်လို့ယူဆပါတယ် we're going to have a pause in the riff until the merits of the case can be decided COA ဝန်ထမ်းတွေကိုစက်တင်ဘာ30ရက်နေ့နောက်ဆုံးထားပြီးလှုပ်ပြုံးမဲ့အကြောင်း August 29ရက်နေ့မှာ Global Media ဆိုရ Agency USCGM ကအသိပေးစာတွေပေးပို့ခဲ့တာပါ COA တာဝန်လုပ်ငန်းတွေထဲကအရေးပါတဲ့နိုင်ငံသားဘာသာစကားအစီအစဉ်တွေနဲ့ဒေတာတွေအတွက်အရင်တိုင်းပြေဝမဟုတ်ရင်တော့ဥပဒေပြဋ္ဌာန်းချက်နဲ့အညီအနေဆုံးအဆင့်ပြန်လည်လှုပ်ဆောင်ရမယ်ဆိုတဲ့တရားရုံးရဲ့ April 22ရက်ကနဦးမိန်ကို USCGM ကလိုက်နာမှုမရှိတာတွေ့ရတယ်လို့တရားရုံးအမိန့်စာမှာဖော်ပြပါတယ် အစိုးရဘက်ကဆောင်ရွက်ခဲ့တဲ့လုပ်ငန်းကျွမ်းကျင်အင်ဂျင်နီယာတွေနဲ့ဘာသာစကားကျွမ်းကျင်သူအားလုံးဒီဘက်ကိုရှော့ချမဲ့လို့ရဟာကြာယုံကနဦးအမိတ်မှာတန်လွင်လုပ်ငန်းတွေပုံမှန်ပြန်လဲပတ်ဖို့ညွှန်ကြားချက်နဲ့အဆက်မှုမရှိကြောင်းကြာယုံကတွေးရှိတယ်လို့လည်းဆိုပါတယ် VOA ဝန်ထမ်း900ကျော်ကိုအလုတ်ထုတ်တင်မထုတ်တင်ဆိုတဲ့ကိစ္စမှာ agency ကဆက်ပြီးလုပ်နေတဲ့အပိုင်းမှာ September 30ရက်နောက်ဆုံးထားပြီးအလုတ်ထုတ်မဲ့ကိစ္စကဘသူကတာဝန်ယူလုပ်နေတယ်လဲဘသူအမိန့်နဲ့လုပ်နေတယ်လဲဆိုတော့ဟာကိုလည်းတရားရုံးမှာကြားနာတယ်ကျမတို့ VOA ရှေ့နေဘက်ကရှောက်ထားတာကတော့ဒီကြားနာချက်နဲ့ပတ်သက်ပြီးတော့ဒီလိုအလုတ်ထုတ်မဲ့ကိစ္စမှာတော့ဘသူအမိန့်နဲ့ဆောင်ရွက်နေလဲဆိုတာကွက်ကွက်ပြပြရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့တော့ကျမတို့တင်ပြထားတာရှိတယ် ဝန်ထမ်းတွေကိုအလုပ်ဖြုတ်တာခဏတွေကိုတရားရေးဘက်ကဝင်ရောက်ဆွတ်ဖက်လို့မရဘူးဆိုတော့အစိုးရရှိနေရတဲ့တရားဝင်ခြေပါချက်ကိုတရားသူကြီးကပယ်ချခဲ့ပြီးအေဂျင်စီကဥပဒေနဲ့ညီလုပ်ငန်းမဆောင်ရရင်ဝန်ထမ်းလုပ်ငန်းကိစ္စကိုပါသူ့အနေနဲ့ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့အမိန့်စာမှာဖော်ပြပါတယ်။ တရားရုံးကအမိန့်ထွက်လာတာဟာအားရစရာကောင်းပေမဲ့အစိုးရဘက်ကအယူခံအဆင်ပြေဝင်တာအမှုကိုအချိန်ကြာအောင်ဆွဲဆန္ဒတွေပြုလုပ်နိုင်တဲ့အတွက်ဝန်ထမ်းတွေရဲ့ယက်တီနိုင်ရေးဟာစိန်ခေါ်မှုတွေနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ဘာဖြစ်မယ်ဆိုတာကိုမရေမရာအခြေအနေကတော့ဆက်ပြီးတော့ကြုံနေရဆဲဖြစ်တယ်။ဒီအပေါ်မှာ VOE ဝန်ထမ်းတွေအနေနဲ့ကတော့အတော်လေးစိတ်ပိုင်းဆိုင်ရာအရာလဲအဖိအားတွေထိခိုက်မှုတွေအများကြီးဖြစ်စေပါတယ်။နောက်တစ်ခုကဒါလူတွေရဲ့ဂုံတိတ်ခါပေါ့နော်လူဂုံတိတ်ခါပေါ့စိတ်တကြမှုတွေဟိုစိတ်ပိုင်းဆိုင်ရာမပြေလည်မှုတွေကြုံကြရတာလဲဒီကာလတစ်လျှောက်လုံးမှာအများကြီးရှိပါတယ်ရှင်။ USCGM ကအရင်တရားရုံးအမိန့်တွေကိုလေးစားလိုက်နိုင်ခြင်းမရှိတာကိုသတိပေးထားပြီးဒီပြုမှုတွေဟာတရားရုံးအမိန့်ချိုးဖောက်မှုနဲ့အရေးယူခံရမယ့်စီကိုဥတည်နေတယ်လို့တရားသူကြီးလမ်ဘတ်ကအမိန့်စာမှာဖော်ပြပါတယ်။ American သမ္မတဒေါ်နယ်ထရမ့်ကဒေသစံတော်ချိန် match လ၁၄ရက်နေ့မှာသတင်းဌာနတွေကိုစီမံကိန်းတွေနဲ့ Global Media ဆိုရ Agency USCGM အပါအဝင်တခြားဆိုရ Agency ၆ခုရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအနည်းဆုံးဖျောက်ထားဖို့ညွှန်ကြားချက်မှာလက်မှတ်ရေးထိုးခဲ့တာပါ။ သမရဒွန်နယ်ထရမ့်မှာအစိုးရလုပ်ငန်းတွေအားလုံးရဲ့ငွေကြေးသုံးစွဲမှုနဲ့ဝန်ထမ်းခန့်မှုအခြေအနေတွေကိုပြန်လည်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အခုလိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တူတချမ်းသာပါ။ DBB ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်။